ဲ့နေလည်းလုပ်တဲ့အခါကျတော့ဆိုင်ကြီးကိုပိတ်အဲဆိုင်မှာမရောနိုင်ဘူးအကုန်ပြက်စီးကြတယ်အဲတော့ကျိုးတော့က20ရက်မှာဘဝကကမ္ဘာ20ရက်မျိုးခုလည်းတိချုပ်ပြီးနေကြတာငါးရီလည်းပြုတ်ပြီးအဆုံးပေါ့တော့ကျုံးပြီးတော့ဘာလို့ပြန်အကုန်လုံးပြုတ်ပြီးတော့ သိညွေတွေပါနေတယ်လို့ကိုယ်ပဲပြောတာညကိုသိညွေတွေလောက်ပြီးတော့မနဲ့ကြတော့မဟုတ်ဖောက်ဘူးအဲဒီမဲ့လောအပ်ပြီးဖက်ကမလုပ်နေကြလောအပ်ဖက်ကမလုပ်နိုင်တော့ဘူးအော်ငှားထားတယ်ဘာသူပွက်တယ်မလာနိုင်တော့ဘူးအော်ဆေးရည်ပြုတ်ရည်ခေါင်းဆောင်လို့မလာကြတော့ဘူးနောက်နောက်နေ့ကိုဘွေးငါးကပ်ပဲလုပ်တယ်မဟုတ်ဖက်ကမရောတော့ဘူး ဲ့ဒီတည်းတော့ကမာပြတ်မှာဆိုတော့သူ့အပူနဲ့သူ့ကိုတန်လာရင်ဟောညဘက်ကညဒီတော့ဖိုင်းမောက်ဒီအေးတော့ဆန်နေရာကိုမရှိဘူးအေးတော့ဆန်အေးကိုသဘူးကိုမရှိဘူးမမပါဗျာအဲ့လောက်ထိပါဟုတ်ပြီရဆိုင်ခတ်ပါစေမမပါဗျာတော့ခတ်ကျုပ်ကလည်းဒီလိုအချိန်တော့ဘယ်လောက်ပဲဒီမှာရှိပြီးတော့ သာသီဌာနပိတ်မိနေတဲ့နေရာကိုရောက်နေတယ်လေ။ခံစားရီကိုပြန်ထုတ်နိုင်ဖို့အဓိကပဲဆိုတော့သူကတောင်းပြလိုက်ရောက်ပြလိုက်တော့အဲကဲရေတို့ဘဝတော်တွေလိုက်တော့မတော်ငန်းတွင်းနေတယ်။အဲကျုပ်ပြန်ရောက်လာတဲ့အချိန်ကတော့ညဘူးလို့ရှိတယ်။ခုနိုင်ရတာတရား။အကြောင်းဒီမှာတရားဒီကအကြောင်းကိုပြန်ကြည့်ကြအောင်။ဒီကအိတ်ကြောင်မရှိတဲ့အဲဒီအရာလေးစာစမားရတယ်လေဒါကြောင့်ပါရတယ်။ ။ဒါကြောက်တော့ပဲကျွန်တော်လည်းအဲကျဆင်းသွားလိုက်တာ။တလောကလုံးစားပြာမရှိတဲ့အချိန်မှာသူ့ကိုအာရုံလုံးကတ်တာတကယ်တော့ပြတ်သွားရဲ့ဒီတန်းလာရေဘယ်တော့စားကြမလဲဆိုင်လမ်းရှိလို့စားဆုံးချက်တွေပါလေမရှိဘူးအပ္ပဆန်ရှိလို့ဝယ်စားလို့တော့မရတဲ့ခက်ကိုရောက်အမှန်ပါဒီတိုင်းလုံးဖြစ်နေတယ် ဟုတ်ပါတရက်တလေပြတ်တာငလင်းကြောင့်ပြတ်တာပဲဆိုလူတိုင်းခွတ်လို့မရဘူး။ဒါပေမဲ့ကျုပ်ကမမြင်ဘူးမင်းကလည်းဆားမယ်တော်မယ်ပြောရအောင်။ကဲအဲ့ဒီတဲ့ကလေးကိုပုံပြ။အင်းကျုပ်အမိတ်နဲ့ညာရင်းကြီးအဲ့ဒါညာလုံးမဟုတ်ချက်ရမယ်ဆိုအမိတ်ထောက်။မရှိရှိတာကပ်မယ်ဆိုထမင်းချက်တယ်။ခါတိုင်းကလည်းအဲ့ဒီတော့၃အိတ်ပဲကုန်။အဲ့ဒီမှာ၅အိတ် မှန်ပါဘူးသုံးဝင်ကခဏလေးနဲ့ကြောက်တယ်အဲ့တော့ထက်ချက်ထက်တော့အဲ့တန်လာတိုင်းမြန်မြေးစေချင်တယ်တန်းစီပြီးတော့ကြောက်တယ်နောက်ဆုံးတစ်ခါမှလာမသားဘူးတဲ့ဆာချာဆာချာပြန်လေလာသားတယ်အော်နောက်နိုင်ကအငယ်တွေလည်းလာသားတယ်နိုင်ကအကြီးတွေကိုပို့ရတယ်ကျုပ်အဲ့နေကုတုကတော့တကယ်တကယ်ဘဝမှာအထူးခြားဆုံးကုတုဖြစ်ဖို့မှတ်မှတ်တယ်အဲ့ကျုပ်ကလည်း မကောင်းတယ်ပါတကယ်လို့လုပ်ငန်းတွေအများရဲ့ဆိုတော့အခုချိန်ဒီလိုင်းမတင်နိုင်ဘူးဘယ်နောက်တစ်ချိန်တော့တင်မှာကျုပ်ကအမြန်ဆုံးတဲ့အတွက်ကျုပ်အတွက်အမျက်ဆုံးပါအဲ29ရက်နေ့စတဲ့နေ့အောင်လို့ဒီ